ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းလောင်းလုံးမြို့နယ်လက်ခတ်တောင်ဘုံကြီးကျောင်းကိုအကြမ်းဆက်တကလေရင်လက်နက်ကြီးများနဲ့တိုက်ခတ်ခြင်းကြောင့် အဆောက်အဦးနဲ့ကားတစီးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ23ရက်နေ့ကလောင်းလုံးမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့လက်ခတ်တောင်တာဝါတိုင်းဂုံးစခန်းကိုတော်လိုက်တပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်တဲ့အချိန်မှာအကြမ်းဖက်စစ်တပ်ကလေရင်နဲ့စစ်သည်မောများကနေဇက်တိုက်ဘုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့တိုက်ခိုက်မှုအတွင်းမှာလက်ခတ်တောင်ဖုံးကြီးကျောင်းကိုလည်းဘုံဒီများချရောက်ပောက်ခွဲခဲ့ပြီးတော့ကျောင်းဝင်းအတွင်းထဲမှာရှိတဲ့အဆောက်အဦးနဲ့ကားတစီးထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့အရက်သားပြည်သူများတော့ထိခိုက်မှုမရှိဘူးလို့ပြောပါတယ်။ တောင်ပေါ်မှာလာပြင်းနေပထန်းသိမ်းဝဲရှိလို့အဲ့ဒီကိုလာတဲ့လူတွေနည်းနည်းပါးပါးတော့ရှိတာပေါ့အဲ့ဒီအချိန်မှာစစ်တပ်ကလှမ်းပစ်တော့ပြည်သူတွေအကုန်လုံးပိတ်မိကုန်တာပေါ့စစ်ခွေးတွေဖုံးကြီးချောင်းကိုလေရင်တွေကောစစ်သင်းမောတွေဘောကနေရောလှမ်းပြီးတော့ပြစ်တာကျောင်းဝင်းထဲမှာရှိတဲ့အဆောက်အဦတွေနဲ့ကားတစီထိမှန်ပျက်စီးသွားတယ်လို့သိရတယ်ပြည်သူတွေတော့ထိခိုက်မှုမရှိဘူးလို့သိရတယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်အလားတူပဲမန္တလေးတိုင်းမလိုင်မြို့နယ်နဲ့နထိုးကြီးမြို့နယ်အဆက်ကိုလည်းအကြမ်းဖက်ဆက်တက်ကစက်တပ်၄ထင်းများနဲ့ဘုံကျဲတိုက်ခတ်ခဲ့ကြောင်းတောင်တာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကပြောပြထားပါတယ် ဒီကနေ့မတ်လ16ရက်နေ့မနေ့2နာရီခန့်မှာမလိုင်မြို့နယ်နထိုးကြီးမြို့နယ်အဆက်မှာရှိတဲ့တန်းကုန်းရွာအနီးတစ်ဝိုက်ကိုအကြမ်းဖက်စစ်တပ်ကစစ်တပ်၄ထီးများနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်ဒဏ်ရာရမှုအခြေအနေနဲ့ပျက်စီးမှုအခြေအနေကိုတော့အတိပြုနိုင်ချက်မရှိသေးကြောင်းသတင်းရရှိပါရခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့ကြောင်းဖြတ်ပြီးတော့အခုညီတောင်းကျင်တာလေးတစ်ခုကတော့ အပ်ဒိတ်ဖြစ်နေတဲ့စီးရင်းနိုင်ငံရေးသတင်းများကိုအမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို follow လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ TikTok မှာ follow လေးတစ်ချက်နှိပ်ပေးယူနေတဲ့တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်